ားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ဖြိုးလို့အိမ်မှာတရက်ယူလေးထိုးစားဖြစ်ပါတယ်အရင်ဆုံးတရက်ယူထိုးဖို့အတွက်ဒါကတော့တရက်ဒီပေါ်ရဲ့အချိန်မှာဖြိုးလို့ပြီးပြီးတော့နေလန်းထားတဲ့တရက်ဒီချောက်လေးတွေပေါ့နော်ဒီအချောက်လေးတွေကိုပထမဆုံးမထိုးခင်ရေလေးနဲ့ပြန်အောင်တေချာဆေးပေးပါမယ်ကိုရိုင်းအိမ်မှာလောက်ထားတဲ့တရက်ဒီချောက်ဆိုပေမဲ့လေတန့်တာပေါ့နော်ဒါပေမဲ့ဖြိုးလို့ကဒါပြန်အောင်လို့ရေအထက်ထက်ခါထပ်ပြီးတော့ဆေးပေးပါတယ်ကဲအခုတော့အပေါ်ကမုံလေးတွေရောသူရဲ့အရင်အချွဲလေးတွေပါရှိတတ်တာပေါ့နော်ဒါလေးတွေပြောင်းသွားပြီဆိုရင်တော့တို့တို့တရေကိုစထုတ်လို့ရပါပြီ ကဲဖြိုးကတော့တဲရူကိုလေးစားတဲ့ခါကျတော့ရှင်မြများလေးရေဆေးမကြိုက်တာဆိုတော့လေဒါကြီးမြများလေးဆေးခန့်လိုက်တာပေါ့နော်ကဲအခုဆိုရင်တဲရူစထုတ်လို့ရပြီပေါ့နော်ရေလေးနည်းနည်းထည့်တယ်တကြားထည့်တယ်ပြီးရင်ဖြိုးကလေအယောင်နက်နက်လေးစားခြင်းတို့ထညက်ခဲလေးပါလင်းကားလုံးလောက်ထည့်လိုက်တာပေါ့နော်ပြီးရင်စားလေးနည်းနည်းထည့်ပြီးတော့တကြားလေးထညက်ခဲလေးအရေပြော်လာတဲ့အထိကြိုပေးပါမယ် ခဲ့အခုလိုခင်ရက်ခဲလေးလည်းအရေးပြောသွားပြီဆိုလို့ရှိရင်တော့ဖီရိုခုနကတေချာတန့်စင်ထားတဲ့တရက်ဒီကြောက်လေးကိုထည့်ပေးလိုက်မှာပေါ့နော်ထိုးတဲ့အခါမှာကလေလွဲတယ်ဆိုပေမဲ့ဖရိုလေညောင်ကြီးကြားတဲ့ဖြူကိုအကြာကြီးထိုးပေးရတယ်သိလားစိတ်ရှိရှိနဲ့ထိုးပေးလေပို့ပြီးတော့စစ်စစ်လေးနဲ့ပို့စားကောင်းလေပဲနော်ကဲတည့်တည့်ကြောက်လေးတွေပို့ပြီးဣသွားအောင်လို့ဖြူရလေဒါခဏအုပ်ထားလိုက်တာပေါ့နော်ကဲပြီးွားရင်ဒါနူးလဲနူးအရသာလဲရှိရဲတည့်တည့်လေးရဖို့အတွက်ညောင်ကြီးကြားတဲ့ဖြူကိုဆက်ပြီးတော့ဖရိုမှွေပေးပါမယ် ကဲတဖြည်းဖြည်းနဲ့မှုရင်းမှုရင်းအခုလိုပုံစံလေးတော့ဖြစ်လာပြီပေါ့နော်ကဲစစ်စစ်လေးဖြစ်တဲ့ဒီဖြိုးလို့ဆက်ပြီးတော့ထိုးပါမယ်ဒီတည့်ရည်ကိုကြတော့ပြောရလေရိုးထိုးပြီးွားလို့ရှိရင်ဒါ အစာပြေအနေနဲ့ပဲစားမလားပေါ့နော်တခါတလေနေနဲ့နေခင် HMB စားခြင်းလဲစားတယ်ပြီးရင်တခါတလေအစက်မုတ်လေးတွေအစိမ့်မုတ်လေးထည့်ပြီးတော့လဲစားတာပေါ့နော်အဖြစ်ကအခုနောက်မှာအချင်းလေးတွေစားတတ်တာဆိုတော့ကိုယ်တိုင်းပဲအိမ်မှာအဲ့လိုယူလေးထိုးပြီးတော့ဒါစားဖြစ်ပါတယ်သူ့ကိုထိုးထားပြီးလို့ရှိရင်ဘူးထဲမှာထားလာလို့ရှိရင်လေအချင်းအကြာကြီးပဲခံနေသေးလားကဲပြောလို့ရှိရင်တော့သူကဒါအေးအေးခံပြီးတော့ဘူးထဲမှာတေချာထားပြီးတော့စိမ့်ပြေနေပြေစားပါတော့မယ်စားခြင်းလဲဆိုလိုက်ပြီးတော့လှုပ်စားကြည့်ကြအောင်နော်